တွေးခေါ်ပေးချွန်အရေးပေါ်ပြင်မှုလိုပါကျွန်တော်ဘောကအပြောင်းလဲဖြစ်ချင်နေသလိုရှိရင်တွားမယ် constitutive map လေးတခုကိုကျွန်တော်ပြပြရအောင်မယ်ဒီ constitutive map ကကျွန်တော်ဘောကမှာအသုံးပြုပြီးရောမှာပေါ့နော်ကိုကိုအပြောင်းလဲလုပ်ခဲ့တဲ့ constitutive map တခုဖြစ်ပြီးရောမှာတကယ်လို့မေးဆွေရအောင်ကိုဘောကကိုအပြောင်းလဲလုပ်ချင်တယ်ကိုရဲ့ကျမကြံခိုင်ရင်ပဲဖြစ်ဖြစ်ဒါမှငွေကြေးပဲဖြစ်ဖြစ်မိသားစုအခြေရေးဒါမှတိုးတက်ရေးပဲဖြစ်ဖြစ်ပေါ့နော်အပြောင်းလဲလုပ်ချင်နေဆိုလို့ရှိရင်ဒီ constitutive map လေးရမေးဆွေကိုကူညီပေးပါလိမ့်မယ်အဲ့တော့ ကျွန်တော်တို့ကြည့်တော့မယ်ဆိုရင်အတွေးခေါ်ဘေးချုံအရေးပေါ်ပြင်ဖို့လိုတယ်လို့ဘာကြောင့်မလို့ပြောလဲဆိုရင်ကျွန်တော်တို့အတွေးခေါ်လို့ပြောလိုက်ပြီဆိုရင်ကျွန်တော်တို့အင်္ဂလိပ်လို့ဆိုလို့ရှိရင် philosophy လို့ကျွန်တော်ပြောလို့ရမယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်အပိုင်း6ပိုင်းကိုကျွန်တော်ပြပြအောင်မယ်နံပါတ်1အပိုင်းကတော့ philosophy လို့ခေါ်ပါတယ်အတွေးခေါ်အဲ့တော့အတွေးခေါ် philosophy ဆိုတာကလည်း philosophy ဆိုတာကျွန်တော်တို့အနေနဲ့စဉ်းစားတဲ့ပုံစံဒီစဉ်းစားတဲ့ပုံစံတွေကလူမျိုးမတူရင်လည်းမတူဘူးပြီးလို့ရှိရင်သူ့အနေနဲ့ကြီးပြင်းလာတဲ့နိုင်ငံမတူလို့ရှိရင်လည်း ုံစံမတူပြီးွားလို့ရှင်သူ့ရဲ့ကိုရီကိုတွေးမတွေ့ရင်ပုံစံမတူဥပမာဆိုရင်ညီကိုနှစ်ယောက်ပဲဒါပေမဲ့သူ့အနေနဲ့စဉ်းစားတွေးခေါ်မှုပုံစံတော်တော်လေးကွာနေနိုင်တယ်ပြီးွားလို့ရှင်လူရီရဲ့ကိုကိုကိုပြန်ပြီးတော့မှအဲသုံးသက်နိုင်စွမ်းမတူလို့ရှင်လည်းမတူပြီးလို့ရှင်လိလာတင်ယူမှုတွေ education မတူလို့ရှင်လည်းမတူအတွေးခေါ်အဲ့တော့ဒါလေးကျွန်တော်တို့အတွေးခေါ်မတူဆိုရင်တယောက်နဲ့တယောက်မတူကြအောင်အဲ့တော့ ကိုကကိုတွေ့ဆိုတွေရာလေးကြားဖို့လိမ့်မယ်အကိုတွေ့ဆိုတဲ့ personal experience တွေထဲမှာဆိုလို့ရှင် relationship နဲ့ပတ်သက်တာတွေပြီးလို့ရှင်ကိုရဲ့ငယ်ဘဝဖြတ်တမ်းမှုတွေဒါတွေအကုန်လုံးက personal experience ဒီ personal experience ကလည်းကျွန်တော်တို့ philosophy ပေါ်မှာတက်ရောက်မှုရှိရဲ့အဲ့တော့ဥပမာအဖြစ်ဆိုရင်ကျွန်တော်ဆိုလို့ရှိရင်ကိုလိုချင်တာရဖို့အတွက်ဆိုကိုကလည်းကိုအားထုတ်ရတယ်ကြံစားရတယ်လှုပ်ဆောင်ရတယ်အဲ့တော့ဒီ personal experience ပေါ်မှာမူတည်ပြီးကျွန်တော်ရဲ့တွေးခေါ်ပုံဖြစ်လာတယ်ဗောနော်အတွေးခေါ်ဖြစ်လာတယ်အဲ့တော့ပြီးွားလို့ရှိရင်ကျွန်တော်တို့ ကျွန်တော်ကြီးလာတာလည်းဒီ confusion ကြီးမှုနဲ့ကြီးရယ်ဘာလို့လဲဆိုရင်ကျွန်တော်ငွေတော့တိကျအောင်နေတက်ရတယ်အဲပြီးတော့လို့ရှိရင်မြန်မာကျောင်းလည်းတက်ရတယ်ကျွန်တော်တို့ဒီအဖွားတွေကဒါယူနိုင်ရဲ့ထိန်းထုံးဘက်ကလာတယ်အဲအဖိုးကျတော့လည်းဒီတရုတ်ဖြူလို့ကြားဖို့ရယ်ကွန်မန်ဒန်ဘက်ကလာတယ်အဲ့တော့လာတဲ့ချိန်မှာကျွန်တော် confusion ကြီးမှုမှာကြောင့်တာအခြေသုံးမိသားစုကိုပြန်ကြည့်ပေးရမယ်ပြီးလို့ရှိရင်ကို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 ယ့်ရဲ့မိသားစုပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဒီနေထိုင်တဲ့နေရာဒါကိုပြန်ပြီးတော့မှကြည့်ပေးရမယ်အဲ့တော့ဒီယဉ်ကျေးမှုတွေကလည်းကျွန်တော်တို့ဘာမှလွန်မှုမှုရှိတယ် ျွန်တော်ဒီအရင်ချင်းမှုနဲ့ identity ကလည်းလူတွေပေါ်မှာလွတ်မှုမှုရှိရပါတော့ကျွန်တော်တို့ဟိုဒီ set culture လို့ခေါ်တဲ့နေထိုင်တဲ့နေရာမတူလို့ရှိရင်တော့မှသူတို့ရင်ချင်းမှုတွေစဉ်းစားတဲ့ပုံစံတွေကကျွန်တော်ရဲ့အဲတွေးခေါ်မှုပုံစံပေါ်မှာလွတ်မှုမှုရှိတယ်။ဥပမာအဖြစ်ဆိုကျွန်တော်ရှမ်းပြည်နယ်မှာလည်းကျွန်တော်မွေးခဲ့တယ်။မွေးပြီးတော့မှနေခဲ့ဘူးတယ်။ပြီးတော့ကျွန်တော်ကချင်ပြည်နယ်မှာလည်းနေခဲ့တယ်။ပြီးတော့ mainly ကျွန်တော်ရောက်တယ်။အဲ့တော့ပြောရမယ်ဆိုရင်ရင်ချင်းမှု cultural influence တွေကလည်းဒါ philosophy ပေါ်မှာလွတ်မှုမှုရှိတယ်။ဥပမာဆိုထိုင်းနေဆိုလို့ရှိရင် survive survive AACC ဆိုတဲ့ ပုံစံမျိုးပေါ့နော် relax relax ဒီပုံစံမျိုးတူသွားအောင်မျိုးရှိတယ်။ဒါတည်းကလည်းကျွန်တော်တို့ရဲ့အတွေးခေါ်ပုံမှာလွယ်မှုမှုရှိတယ်။နောက်တစ်ခုကကျတော့ကိုယ်ယူကိုတွေးကိုယ်ယူကိုတွေးလုပ်တဲ့နေရာမှာဆို personal trait တွေ personal trait တွေထဲမှာဆိုရင်ကျွန်တော်တို့ bit five personality ဆိုမျိုးဆိုကြားပူးလိုက်မယ်။လူတွေကိုအမြင်သာဆုံးခွဲလို့ရတာ။တချို့ကြောင့် open ဖြစ်တယ်ဗျာ flexible ဖြစ်တယ်။ flexible ဖြစ်တယ် openness ဥပမာဆိုရင်တခုဆိုလို့ရှိရင် အမြင်ကြည်ကြထားတယ်နားထောင်မိတယ်တချို့ကြောင့်မဟုတ် close mind နဲ့လာမပြောနိုင်ကထင်တာအမှန်ပဲဆိုတဲ့လူရှိတယ်။ဒါကြောင့် openness ကတယောက်နဲ့တယောက်မတူကြအောင်။တော့အတူကောက်ကျွန်တော် ocean ဆိုပြီးမှပြောပြရတယ်။အတူကောက်လို့ထားရတယ်ဗောန။ sea ကြောင့် consciousness တိုးပါလေဆိုရင်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် perfectionist ဖြစ်လာ။ဒါမှမဟုတ်ကျွန်တော်တို့ work တကယ်အလုပ်ကိုအရင်အောင်ဗောနော်။လုံးဝရေးလဲလဲလုပ်နေတဲ့လူလားဗောနော်။ workaholic ဖြစ်လာ။ workaholic ဆိုအလုပ်ကိုအရက်တောက်လို့မလုပ်ရမယ်နဲ့မနေနိုင်တဲ့လူလား။ ဒါမှမဟုတ်တောင်းဝင်မယူရတဲ့ AAC တူကနေသူဖြစ်သွားမယ် responsibility မယူတဲ့လူလားနော်ဒါမျိုးလားဒါ consciousness လို့ခေါ်တယ် D R ကျွန်တော်တို့ C လို့ခေါ်တယ်တယောက်နဲ့တယောက်ပုံစံမတူတချို့ကြောင့် happy go lucky ပျော်ပျော်နေတည်ခဲ့တယ်ဒါမျိုးတွားရလို့ရှိတယ်တချို့ကြောင့်မဟုတ်ဘူးလုံးလုံးရမယ်ဒါမျိုးလူရှိတယ်နောက်တစ်ခုကကျတော့ E E ကကျတော့ extroversion လား introversion လားအဲ့တော့တချို့လူတွေကြောင့် excitement ဒါမှကြည့်မယ်ဆိုရင်တချို့လူတွေက excitement ြီးလို့ seeking ဂျင်ခုံမှုတွေနောက်လိုက်တယ် attention seeking တွားတယ်တချို့ကြောင့်မဟုတ်ဘူး social နဲ့ပတ်သက်လာပြီဆိုရင်လူရှိတူရှိမှမနေဘူး ACC ပဲနေမယ်ဒီ touch နေမယ်ကိုကနေကို ACC ပဲ intro introvert ပေါ့နော် introvert ဆိုအတွင်ဆွဲ extrovert ဆိုအပြင်ဆွဲအဲ့တော့ extroversion လာဒီပုံမှာမူတည်ပြီးတော့မှလည်းတွေးရတွေးခေါ်တွေးခေါ်တဲ့ပုံစံเนี่ยမတူပြောင်းပြင်တော့က agreeableness တချို့တွေကြတော့တခုခုပြောပြီးဆိုဘယ်တော့မှပြောင်းမနေဘူးဟုတ်တယ်တကယ်ချင်းဟုတ်တယ် သူဘာဖြစ်လဲဆိုရင်ခေါင်းငိတ်ပြီးတော့မှပြောရလို့ရှိလို့တချို့ကြောင့်လည်းမဟုတ်ဘူးလောက manipulative ဖြစ်တယ်ပြီးလို့ရှိရင်တခုခုဆိုလို့ရှိရင်တွေးဆောင်ဖြားယောင်းမှုတွေများတယ်တခုခုဆိုလို့ရှိရင်အဲပြိုင်ငင်းတဲ့လူတွေရှိတယ်တချို့ကြောင့်ပြိုင်လို့မညို့နောက်ကွယ်ကြမှာအတင်းပြောတာမျိုးရှိတယ်သူ့ရဲ့ဒီ aggressiveness ပုံစံလည်းတယောက်နဲ့တယောက်မတူလို့နောက်တစ်ခါကျတော့ new design new design မှာဆိုတချို့ကြီးကြီးလိုက်ပြီးဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင် depress ဖြစ်နေတာမျိုးတို့ဥပမာဆိုတခုခုပြောလိုက်ပြီးဆိုလို့ရှိရင် neurotic ဖြစ်နေတာပေါ့နော်တခုဆိုရှက်တက်တယ်ပြီးလို့ရှိရင်စိတ်ပိုင်းဆိုင်ရာအရာဆိုရင်စိတ်တကြလွယ်တယ်ဒါမျိုးရှိတယ်တချို့ကြောင့်အချက်မရှိဘူးအကြောင်းမရှိဘူးဒါမျိုးတွေကျွန်တော်တို့ရှိရပေါ့နော်အကိုကဘယ်ထဲမှာပါတာလဲဒါတွေကိုကျွန်တော်ကြည့်လို့ရတယ်တချို့လူတွေဆိုကြည့်လိုက်ပြီဆိုအများကြီးကြောက်နေရမျိုးမျိုးတွေ့ဘူးလိမ့်မယ် fear ဖြစ်နေတာတခုဖြစ်တော့မင်းဆိုတာကြောက်နေရမျိုးတွေအဲ့တော့ဒါတွေကလူတွေရဲ့ကိုယ်ရည်ကိုယ်ရည်ပေါ်မှာမူတည်ပြီးတော့မှလည်းကျွန်တော်ပေါ်မှာတက်ရောက်မှုရှိတယ်ပြီးွားရင်ကျွန်တော်တို့လေးလာတင်ယူမှုတွေစာဖတ်တယ် critical thinking စဉ်းစားတယ်ပြီးလို့ရှိရင်ကိုထင်သားတဲ့ assumption လို့ခေါ်တဲ့အယူအဆတွေဒီအယူအဆတွေကိုမှန်တယ်မမှန်ဘူးကျွန်တော်ပြန်ပြီးစဉ်းစားတယ်ဒီ assumption တွေကလည်းကျွန်တော်တို့အတွက် questioning ထုတ်တာလည်းအရေးကြီးရယ်ဒီ assumption တွေကလည်းဘာလို့ question ထုတ်တာအရေးကြီးလဲဆိုရင်ကျွန်တော်တို့ culture ထဲမှာဆိုရင်ကျွန်တော် assume လုပ်ထားတဲ့အရာရှိရယ်ဥပမာအားဖြင့်ဆိုရင်ငယ်တော့အမြဲတမ်းကြုံရတာဆိုနင်းမအောင်မြင်ဆိုရင်ဘာကောင်းမှုကုလို့မလုပ်ထားတာတခြားလူတွေဆိုရင်ဒါအရင်စူးစမ်းအောင်မလို့ ဲ့တော့ဒီလို assumption တွေရှိတယ်ဒီ assumption တွေကိုကျွန်တော်က questioning ပြန်ထုတ်ရတယ်ပြီးလို့ရှိရင် critical thinking critical thinking ယုတ်တိကျကျကျွန်တော်စဉ်းစားတတ်ရတယ်ပြီးလို့ရှိရင် reading ကျွန်တော်လုပ်တာဒါတွေကကျွန်တော်ရဲ့အတွေးခေါ်ပေါ်မှာလာပြီးတော့မြင့်စေတဲ့အရာတွေဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဘဝရဲ့အသေးပေကိုရှာဖွေခြင်း seeking answer to fundamental questions fundamental question ကဘဝဆိုတာပါလေငါဘာကြောင့်မလို့ဒီလိုဖြစ်နေရလဲကဘာကြီးရပါလေအမှန်တရားဆိုတာပါလေပြီးလို့ရှင်ဒါကျင့်ဝင်နေညီတလားဒီလိုမျိုး meaning purpose ပြီးလို့ရှင် knowledge and truth at the end morality အဲ့တော့ moral ဖြစ်တာအဲ့တော့ moral ကြောင့်ကိုယ့်အနေကိုထားတဲ့ဒီကျင့်ဝင်ပေါ့နော် ethics ကကြတော့ဒါလူအများဆုံးကလုတ်တင်တယ်မလုတ်တင်ဘူးဆရာဝန်ဆိုရင်ဆရာဝန်ရဲ့ကျင့်ဝင်ရှိရမယ်အဲ moral ဒီကြောင့်ကိုကျင့်တရားပေါ့ အဲ့တော့ဓာရီကျွန်တော်တို့ရှိမယ်။ဓာရီကကျွန်တော်တို့ရဲ့အတွေးခေါ်ပေါ်မှာလွယ်မှုရှိတယ်။အဲ့တော့ဒီအတွေးခေါ်ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့လောကကြီးကိုအထင်အမြင်စွာဖြစ်လာတယ်။ဥပမာဆိုရင် တချို့ရီဆိုရှိရပါတော့အတွေးခေါ်ထဲမှာတင်လာဆို many is the root of all evil. ပစံဆိုတာပြတနာအကုန်လုံးရဲ့အရင်းမြစ်အခြေခံပဲ။အုတ်မြစ်ပဲ။ဒါကြောင့်ပစံကြောင့်မလို့ပြတနာအကုန်လုံးဖြစ်လာတာ။အဲ့တော့ဒီလိုမျိုးအတွေးခေါ်နဲ့ကြီးလာတဲ့လူကအထင်မြင်ပြီးပစံစီမကောင်းစွာသူထင်မယ်။အဲ့တော့ကျွန်တော်တို့ကတချို့ကြောင့်ဘလို့မြင်မှာဆိုရင် ပတ်စံမရှိခြင်းဒီ not having money is the root of all evil ပတ်စံမရှိခြင်းဒီပြတ္တနာအားလုံးရဲ့အရင်းခံလို့ကြီးလာတဲ့လူတော့ကြောင့်မဟုတ်ပတ်စံရှားရမယ်ဆိုရဲအထင်မြင်မြင်မယ်ဒါရီကဒီ philosophy ရတွေပြောမှာ perception ပေါ်မှာတက်ရောက်မှုဟိုရှိတာဒါကြောင့်မလို့ဟိုကျွန်တော်တို့တွေ့ပြုလိမ့်မယ်အဲဒီတရုတ်တွေပတ်စံဘာကြောင့်ရှားလဲဆိုသူရဲ့ philosophy မှာပတ်စံမရှိတာရှက်เสียပတ်စံမရှိဘူးဆိုတော့မင်းအတုံးမကြလို့ရှက်เสียမကြိုးစားလို့ तू อ่ะအဲ့လိုမျိုးစဉ်းစားတာစဉ်းစားတော့ဘာလုပ်ရလဲဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ရှားမယ်ဆိုတော့တချို့ကြတော့ဒီဗုဒ္ဓဆင်းတွေပြီးလို့ရှိရင်ဒီ religion တွေမရှိတဲ့ချိန်မှာတည်ုံမှာဆိုပြဿနာကြီးအများကြီးဖြစ်တယ်ပတ်သက်မဲ့ရှားတဲ့တခြား artist တွေ morality ကိုကျင့်တရားတွေတူမရှိဘူးအခုနောက်ပိုင်းမှာသူဗုဒ္ဓဆင်းကိုပြန်ပြီးတော့မှပြန်ပြီး introduce ပြန်လုပ်တယ်ဘာလို့လဲဆိုရင်မော်စီတွန်းလက်ထက်တော့ကတော့ဒီចောင်းနေပါလေဆိုလို့ရှိရင်ဖြတ်သိမ်းတာမျိုးတို့တို့လုပ်ခဲ့ရတယ်ဗောနော်အခုနောက်ပိုင်းမှာဆိုရင် register လုပ်ရမယ်ဘုံကြီးလုပ်မယ်ဆိုလို့ရှိရင်လည်းပြီးလို့ရှိရင်သူဘာဖြစ်လဲဆိုရင်လူတွေကိုပြန်ပြီးတော့မှ introduce ပြန်လုပ်ပြန်အဲ့တော့ ဒီဂျပန်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့မှာရှင်တိုဆိုတဲ့ဟာရှိတယ်။မွေးတော့ရှင်တိုအနေနဲ့မွေးရတယ်။တည်ဆုံးတဲ့ချိန်ကျရင်တော့ဘုဒ္ဓစ်တဲ့အောင်အနေနဲ့တည်ဆုံးနေဆိုတဲ့ secular practice zen buddhism ဒါဒီဘက်မှာရှိမယ်။အဲ့တော့ဒါတွေက philosophy ပေါ်မှာဒီဒီအရာတွေအများကြီးလွှမ်းမိုးမှုရှိတယ်။အဲတချို့ကြတော့လေ science လို့ပဲစဉ်းစားမယ်။အဲ့တော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်တကယ်ဒီနိပညာဖန်တီးတဲ့လူတွေအနောက်တိုင်းမှာရှိတဲ့လူတွေစဉ်းစားတဲ့ပုံစံနဲ့ကျွန်တော်ရှေ့တိုင်းမှာရှိတဲ့လူတွေစဉ်းစားတဲ့ပုံစံနဲ့လည်းမတူတလို့သူ့ရဲ့ religion ကဘာကြီးကိုအတိတ်ဖြစ်ဖို့ဆုံးမှုတွေကလည်းအများကြီးကွာတယ်။ ဒါမှမဟုတ်အရင်စဝင်သားဖို့ကောင်းတယ်သူတို့ကလောကကြီးကိုမြင်တဲ့အမြင်တွေမတူဘူးဥပမာဆိုအနောက်တိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ရှိပါတယ် San Harris တို့ San Harris ဆိုလို့ရှိရင်သူကဗုဒ္ဓဆင်ကျောင်းလေ့လာရတယ်ဒါပေမဲ့ဒါမျိုးဆိုရင်သူကကိုးကွယ်မှုဝါဒမဟုတ်ဘဲနဲ့သူကပြန်ပြီးဖြန့်ဝေပြီးရပါတော့ New Science တွေလည်းလို့ရတယ် San Harris ဆိုတာကြည့်လို့ရတယ်အဲ့တော့ဒီမှာပြပြကျင်တာက philosophy ပေါ်မှာမူတည်ပြီးကျွန်တော်တွေအထင်မြင်နေဖြစ်လာတယ်ဒီအထင်မြင်ပေါ်မှာမူတည်ပြီး abstract idea concept ဆိုတာဖြစ်လာတယ်အဲ့တော့ concept ဆိုတဲ့အမျိုးကကျွန်တော် အယူဆပေါ့အယူဆတွေကျွန်တော်ဖြစ်လာအခုဆိုကျွန်တော်ပြပြရတဲ့ဟာဒီ idea တွေကိုကျွန်တော် flow chart constitute flow chart ကျွန်တော်လုပ်ပြီးမှရှင်းပြရတယ်ဒီ abstract ideas တွေကိုကျွန်တော်တို့က concept အနေနဲ့ဖြစ်လာတယ်အမှဆိုငွေငွေကြေးနဲ့ပတ်သက်တဲ့အယူဆ relationship နဲ့ပတ်သက်တဲ့အယူဆဒီပေါ်မှာမူတည်ပြီးတော့မှအမြင်ဆိုဖြစ်လာတယ်အယူဆတွေပေါ်မှာမူတည်ပြီးတော့မှလောကအမြင်ဆိုဖြစ်လာတယ်ဥပမာအားဖြင့်ဆိုရင်ဒီ divorce ဖြစ်သွားရဲဆိုပါပုံမှန်အားဖြင့် ကျွန်တော်တို့ပုံမှန်အယူဆအဖြစ်ဆို divorce ဖြစ်သွားရင်ဆိုရင်ဒါဘယ်သူမကောင်းလို့ဒါမျိုးစဉ်းစားရမျိုးရှိနိုင်တယ်အဲဒါမှမဟုတ်ဒီဥစ္စာတွေဟိုမှာဆိုအမေရိကန်မှာနှစ်ယောက်မှတစ်ယောက်က divorce ဖြစ်နေတယ်ဒါဘာကြောင့်မလို့လဲကိုကကိုကောင်းထဲမှာထည့်ထားတဲ့အယူဆမတူလို့ရှိရင်လောကအမြင်မတူလောကအမြင်မထွင်ကျွန်တော်တို့ရဲ့တယောက်နဲ့တယောက်ရဲ့ view တွေမတူကြဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ဆီယဝင်တယောက်ရဲ့မြင်နဲ့မြင် engineer တယောက်ရဲ့အမြင်နဲ့အမြင်ဥပဒေပြုလူတယောက်ရဲ့အမြင်နဲ့အမြင်အုပ်ချုပ်ရေးသမားတယောက်ရဲ့အမြင်ပြီးလို့ရှိရင် strategist တယောက်ရဲ့အမြင်သူတို့ရဲ့အမြင်တွေကတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးဘာလို့လဲဆိုရင်သူတို့ရဲ့အယူအဆကမတူလို့ဒီအယူအဆတွေတူချင်မှတူမှာအကုန်လုံးတူဖို့ဆိုတာမလွယ်ဘူးပေါ့နော်အဲ့တော့ဒါကိုလည်းကျွန်တော်တို့ကတီးဖို့လိုတယ်အဲ့တော့လောကအမြင်ပြီးသွားရင်ကျွန်တော်တို့ကဒီပေါ်မှာမူတီးပြီးလောက်ရက်ဆိုတာဖြစ်လာတယ်ဒီလောက်ရက်ပေါ်မှာမူတီးပြီးရလက်ဆိုတာဖြစ်လာတယ် အဲ့တော့တချို့လူကြောင့်ရလက်ရတဲ့ဒီအတွေးခေါ်ပဲပြန်ပြီးစဉ်းစားနေရလို့ရှိတယ်။တချို့ကြောင့်မဟုတ်ရလက်ရတဲ့ဒီရလက်ကိုတော့ပြန်ပြီးမှ base truth လို့ခေါ်တယ်။ကျွန်တော်တို့ရဲ့ဒီအတွေးခေါ်တွေကိုပြန်ပြီး update လုပ်တာမျိုးတူလုပ်လို့ရတယ်။ဒီလို update လုပ်ချင်အပြင်ကျွန်တော်လောကကြီးကိုမြင်နေမြင်ပူရှင်းလာမယ်။ပူပြီးတော့မှမှန်ကန်လာမယ်။ကျွန်တော်တို့ဒီအိမ်မစဉ်းစားကြည့်ကိုလိုချင်တဲ့ရလက်ကိုရလာမရဘူးလား။မရဘူးဆိုတာနှစ်ခုကြောင့်ဖြစ်နိုင်တယ်။တစ်ခုကကြောင့်လောဘဝမရနိုင်လို့။နောက်တစ်ခုကကြတော့နောက်တစ်ခုကကြောင့်ကိုယ့်ရဲ့အတွေးခေါ်မှားနေလို့ အဲ့တော့ကိုလိုချင်တဲ့ရလဲဥပမာဆိုရင်ကို relationship မှာဒီလိုပုံစံရကျင်တယ်မရဘူးမရဘူးဆိုတာဘာဖြစ်နိုင်လို့လဲဆိုရင်နှစ်ခုတည်းရတစ်ခုပဲအဲ့တော့ကိုယ့်ရဲ့အတွေးခေါ်အများမားနေရလားနော်အမြဲတမ်း toxic ဖြစ်တဲ့လူတွေနဲ့ပဲတွေ့နေရဒါမှမဟုတ်ပတ်စံအမြဲတမ်းရှာပြီးရင်ဘယ်တော့မှမကြံဘူးဘာလို့လဲဒီရလက်ကဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေးခေါ်နဲ့ကျွန်တော်တို့ဆိုင်လာပြန်ပြီးစဉ်းစားကြည့်လို့ရတယ်ဝန်ထမ်းကောင်းတွေအမြဲတမ်းထွက်ထွက်သွားတယ်ဘာလို့လဲတခြားလူတွေရပဲမားတာလားကိုယ်ပဲမားတာပြန်ပြီးစမ်းသပ်ရတယ်ပေါ့နော်အဲ့တော့မြင်တာဆိုကိုလိုချင်တဲ့ရလက်မရဘူးဆိုလို့ရှိရင် ကျွန်တော်ရဲ့ philosophy ကိုပြန်ပြီး update လုပ်ဖို့လိုနိုင်တယ်။ဘာလို့ philosophy update လုပ်မှာကျွန်တော်တခြားအရာ update ဖြစ်မှာ။ဒါအောင်လို့အမြဲတမ်းကြားဖို့လိမ့်မယ်။ Einstein လည်းပြောတယ်။လုံနေကြလုံတည်းလုံပြီးတော့မှရနေကြရလက်တည်းပဲရမှာပဲ။လုံနေကြလုံရက်လုံပြီးတော့မှရနေကြရလက်မရဘူးစဉ်းစားတဲ့လူကအယူပဲတဲ့။အဲ့တော့ insanity လို့ခေါ်တာပေါ့နော်။ insane ဖြစ်တဲ့သူကယူတာ။လုံနေကြပဲလုံတယ်။ဒါပေမဲ့မတူညီတဲ့ရလက်ကိုမျောမန်းနေဆိုတာ ကျွန်တော်တို့မဖြစ်တဲ့အရာပေါ့ဒါကြောင့်မလို့ကျွန်တော်တို့တွေဒီဘဝအပြောင်းလဲလုပ်တော့မယ်ဆိုရင်ဘယ်ကနေစရလဲဆိုရင်အတွေးခေါ်ရစရတယ်အတွေးခေါ်ဘေးချော်ရင်အရေးပေါ့ပြောင်းမှုလို့လေဒီ philosophy ဒီအရင်အရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာဒီအကြောင်းအရာလေးကိုမျှဝေပေးလာခြင်းဖြစ်ပါတယ်အဲ့တော့ base rule ဆိုတာအမြင်တအောင်ပြောရမယ်ဆိုကျွန်တော်တို့ကအပြင်ထွက်တော့မယ်မိုးရွာမလားမသိဘူးအဲ့တော့ထိမယူအောင်မိုးရွာရင် ဘာလို့လဲဆိုရင်မိုးအုံနေနောက်ပိုင်းကျဟုတ်ပြီမိုးအုံနေဆိုတဲ့အချိန်မှာဟာဘာဖြစ်လဲဆိုရင်ထီယူွားခြင်းအဖြစ်တော့ပြဿနာတွေဖြစ်ရှင်းလို့ရမယ်ထီကြီးယူရမယ်ထီကြီးယူရတော့ထားရတာခက်မယ်အဲ့တော့နောက်ပိုင်းကျအခောက်ထီလေးယူရရင်တော့အဆင်ပြေလိုက်မယ်အဲ့တော့ခောက်ထီလေးထည့်သွားမယ်ပြောရမယ်ဆိုလို့ရှိရင်သူ့ရဲ့ အခြေအနေပေါ်မှာမူတည်ပြီးမှကိုယ့်ရဲ့အတွေးခေါ် update update လုပ်ကြတာဘာလို့လဲဆိုတော့ဒီခါလေးကျရင်ကျွန်တော်ကိုယ့်ရဲ့အထင်မြင်ပဲအမှန်လို့ထင်နေညမှာပြဿနာဖြစ်တတ်တယ်။ဒါလေးကတော့ကျွန်တော် base rules လို့ခေါ်ပါတယ်။ဒါတော်တော်လေးပေါ်မှာအသုံးဝင်တယ်။ကျွန်တော်စီးပွားရေးလုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ်ဝါရဲ့ရေးရာဖြတ်တန်းမှုမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွေးခေါ်အမြဲတမ်း update လုပ်ကြနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အမှန်တရားနဲ့ပို့ပြီးတော့မှနီးစပ်လာတယ်။အဲ့တော့ mystery အနေနဲ့ဒီ video လေးကိုကြည့်နေရင်လည်းကိုယ့်ရဲ့အကျိုးရှိဆုံးအချက်တစ်ချက်တွေဘာများဖြစ်မလဲ။ comment မှာရေးလို့ရရင်ရေးခဲ့ပြီးပါအောင်။ ကျွန်တော်တို့ရှိမှာဒီ personal development ဆိုလို့ရှိရင် to tap မှာ master of flow ဆိုတာရှိရယ် marketing အတွက်ဆိုလို့ရှိရင် support marketing မှာကျွန်တော်တို့ support marketing ရှိရယ် business management မြေရလုပ်ငန်းရှင်ဆိုလို့ရှိရင်အကြံပေးမှာ mini mba ရှိပါတယ်ကျွန်တော်တို့ရဲ့ဒီ learning club ကို join လို့ရပါတယ်အဲ့တော့သဆုံးတစ်ချက်ပေးကြအောင်ကျေးဇူးတင်ပါတယ်တခြားမိတ်ဆွေတွေလေ့လာနေတဲ့လူတွေရှိရယ်ဆိုလို့ရှိရင်လည်းလိုလက်စွာအမြောက်ပေးနိုင်ပါတယ်မင်္ဂလာရှိတော်နေလေးဖြစ်ပါသည်